ဘိုးချုပ်ထွန်းမြတ်နိုင်အာခတ်တပ်တော်အေးရဲ့တမှုချုပ်ရဲ့ပြောစကားတွေကျွန်တော်တေချာနားထောင်ဖြစ်တယ်။နောက်တစ်ချက်ကဆိုလင်းက9နှစ်တာအတွင်းမှာပထမဦးဆုံးတင်းဒီဥက္ကဋ္ဌနဲ့အန်ယူဂျီတမရဆွေးနွေးတဲ့ လို့ရိုက်ချိုးမလဲစစ်တပ်ဟာနလန်ဘာကြောင့်ထလာနိုင်တာလဲကဲဆွေးနွေးမှုကိုမစခင်မှာလူကြီးမင်းတို့ကရောဘလို့ရှုမိတုံးတက်တယ်ကိုမမရှိပြီးခဲ့ပါကျွန်တော်တဲလုံးစားပြီးတော့ချပေးခဲ့ပါမယ်ကျွန်တော်ဆွေးနွေးမှုကိုစတင်ကြရအောင်ဒီကနေ့အကြောင်းအရာအဓိကအကြောင်းအရာကတော့ ကဲယူဥက္ကဋ္ဌနဲ့အမြူကြီးတမရပြေဆုံးဆွေးနွေးတဲ့တိုင်းတက်လာပါလေရေကောက်ဝဲဖို့အတူဆန့်ကျင်မယ်ဆေအာနာရှင်အမြင့်ဖြဲ့ရေးအတွက်လွတ်မြောက်အောင်တိုက်ပွဲဝင်မယ်အတူတကွဆိုရဲဆွေးနွေးမှုကိုတနာရွေးပြောရေးဆိုခွင့်ရှိတော့ဝန်ကြီးချုပ်ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူနေဖုံးလိုက်ရဲ့ထုတ်ပြန်ချက်တွေမှာကျွန်တော်တွေ့ရပါတယ်အဲ့တော့ KNU NUG နှစ်ဖက်အင်အားကြီးအောင် KNU ဒီလည်းနှစ်ခု90တွေ့ကြုံရှိတဲ့တော်လိုင်းတပ်ဖွဲ့ G တိုင်းသား EA ကရင်ဗမာပြည်မှာအင်အားအကောင်းဆုံးနဲ့တော်လိုင်းတပ်အရင်ဆုံးအရင်အတိတ်ကာလမှာလေညမဒီမိုကရေစီအရေးအတွက်ဘုချုပ်မြတို့ခင်မှာရုံးကအစိုးရတွေဖွဲ့ ABF ကျောင်းသားတက်မတော်တွေကိုတိစောက်ပြီးညမ တော်လန်ရေးအတွက်88အရေးတော်ပုံ1988အရေးတော်ပုံမှာဒီပါတီတို့ဒီဒီဒီလူတွေကိုညီခဲ့ကြသေးတာတွေ့ရတယ်။ဒါတွေအဲ့ဒီကာလကဖက်ဒရယ်လို့ပြောပြီးတော့ဖုတ်ဘက်ကထွက်သွားတာလေမင်းတို့ပါပဲလို့အပြောခံခဲ့ရဘူးလေဘုကျုံမပြောတာ။ဒီဘက်ကကချင်လူမျိုးအန်ယူဂျီရဲ့တမရာကြီးဒူဝါလက်ရှိတာ။ တိုင်ရင်ပေါင်း300တိုင်ရင်ပေါင်း900အန်ယူဂျီရဲ့ကာကွယ်ဝင်ကြီးကထူထူထိုးစစ်ကြီးဆင်နွှဲမယ်လို့တဖွားဖွားပြောနေတဲ့အချိန်တွေ့ကြတယ်။ဘာဆက်ဖြစ်နိုင်တယ်လို့ထင်ပါတယ်။ဒီပြစ်ဆုံးမှုဟာ plus ကောင်းသောတွေ့ဆုံခြင်းဖြစ်တယ်လို့ပထမဥစွာသုံးသပ်ပါတယ်။2 plus ပေါ် blessing အကောင်းပေါ်အကောင်းဆင့်တဲ့အခြေအနေမျိုးကတော့အန်ယူဂျီတက်နေတန်ယူတက်ပြီ။ ဘလို့ပေါင်းစည်းတိုက်ပွဲဝင်မလဲပေါင်းစည်းမှုဟာတောင်ပိုင်းစစ်တေတာအခွင့်ကိုပြောင်းပြန်လန်လောက်တဲ့အဖြစ်ရောက်အောင်ဘလို့ထုံလဲကဲဒီဥက္ကဋ္ဌကြီးဖြစ်တဲ့ဆိုလိုပရိုဆော့ခွေတူဝင်းထူဝင်းဂိမ်မျိုးသားအစီယုံကင်းယူတမဟာတိနှစ်3 4 5 6 9တနင်္လာရီပါလာပိုင်ရှစ်ဗမာပြည်ရဟိုးအမေအဖျားပိုင်းကနေဟိုးအလဲပိုင်းဘကိုးတိကရင်တမဟာရှိတယ် ဲ့ဒီကင်းတက်မာတွေကတပြိုင်နဲ့တိုက်ခိုက်တိုက်ပွဲဝင်ထိုးစစ်ဆင်နိုင်ရင်နမနစ်အန်ယူဂျီရဲ့တရင်တွေကအဓိကအများဆုံးရှိတာစကိုင်းမကွေးတကြောမှာပကုအဆက်ကနေစကိုင်းမကွေးတကြောလုံးထိအမျိုးသားညီညွတ်ရေးအစိုးရရဲ့တရင်တက်ပွဲပကပါရီပလပါရီပါပါရီရှိတယ် မြမာပြည်ရဲ့အဖျားပိုင်းကနေပဲခူးညီမာပြည်ရဲ့အလဲပိုင်းနှာထိတပ်မတနည်း3 5 6ခုရှိရှိတဲ့ကရင်တပ်မဟာတွေနဲ့သခိုင်းမကွေးပဲခူးရိုးမမသည်တခွင်လုံးအလဲပိုင်းတခွင်လုံးနီးပါးမှာရှိနေတဲ့ PDF တက်တွေပေါင်းစည်းတိုက်ပွဲဝင်နိုင်ရှင်နေပြည်တော်ဝိုင်းနိုင်ပြီနေပြည်တော်ကိုချင်းချောက်နိုင်ပြီဖြစ်တယ်အရှိတဖြတ်တက်ကြည့်မယ် NUG နဲ့ TNL နဲ့ဆက်ဆက်ရင်အင်မတန်ကောင်းတယ် KIA နဲ့ဆက်ဆက်ရင်အင်မတန်ကောင်းတော့တွေ့ရတယ်ညင်းလို့မရဘူးအရှိတမ်းအဲ့တော့ TNL TIA တက်တွေနဲ့ MDY PDF အပါဝင် PPL PL တက်တွေနဲ့ကချင်းစကိုင်းအဆက်မကွေးစကိုင်းအဆက်နဲ့မန္တလေးပြည်ဦးနဲ့စစ်မြေနာတကြောဟန်ချင်းကြီးတိုက်ပွဲဝင်နိုင် ဖက်စစ်တပ်ရဲ့နလန်ထတာကိုရိုက်ချိုးနိုင်တဲ့အနေထားတရရမယ်တကယ်တိုက်ရင်ရမယ်ဟုတ်ပြီဒါက KNU ဥက္ကဋ္ဌကြီးနဲ့ NUG တမလာကြီးရဲ့တွေ့ဆုံမှုရလကောင်းနေဖြစ်လာနိုင်အောင်စဉ်းစားကြည့်တဲ့ဆွေးနွေးချက်နောက်တစ်ခုက MDY PDF ကတင်တဲ့စင်ပွဲကြီး စိတ်အင်္ဂါ၄ပါအစုံကြီးခင်းပြီးတော့ဆင်းတာလေ PDF တက်မတော်ရဲမှာအခန်းညာဆုံးစီးစနစ်အကျဆုံးလက်နက်အင်အားလူငယ်အတောင်တင်းဆုံးလို့ပြောလို့ရတဲ့ MDY နောက်ချိုကြပြီးတဲ့နောက်ပိုင်းကြောင်မဲထိုးစစ်ဆင်ခံရတဲ့အခြေမရရနဲ့ပဒင်ကြီးတကြောကိုဖက်စစ်တက်ကတောချက်ပြီးတော့လေမြန်နဲ့ဘုံချဲနေတဲ့ကာလမှာဒီလိုစစ်တမ်းစင်ပွဲကြီးပြနိုင်တာကတော့ မင်းအောင်နိုင်နေရွက်ကိုတဆွေးဆွတ်နိုင်တယ်လို့ပဲကျွန်တော်တို့ယူဆလို့ကြားတယ်နောက်ဆုံးတစ်ချက်အာဂတ်တတော်အီဘုချုထုံးမြတ်နိုင် ပြောသွားတဲ့အထင်မှမှာအဓိကကြာဆုံးစိရာဇဝိကောင်ဒီရဲ့ကြောက်လန့်နေမှုဆွနေကြရောတမတတရဲ့တမမှုနခခငါရဲ့တမမှုအဲ အစရှိတဲ့သူတွေကိုဖမ်းမိအဲ့ဒီမှာမှဘုံမှုချုပ်သူတွေထွန်းဖမ်းမိတဲ့အချိန်မှာတဲ့အရန်ကြောက်ပြီးတော့စီဂျိုတွေတက်ဗမာစစ်တပ်ကဘုံချုပ်တွေဟာမတရားဖိနှိပ်ရုပ်မာရက်ဆက်တပ်ဖြတ်အကြမ်းဖက်တော်လေဒီလောက်ဆောင်ချက်တွေကိုပြန်လေတုံ့ပြန်ခံရမှာကိုအရန်ကြောက်နေတယ်ဆိုတော့ထပ်တွေ့ရမှာ သူတို့ကျူးလွန်တဲ့စီရသွေးမှုတွေကိုသူတို့သိပါတယ်။သူတို့ယုံမာမှုကိုသူတို့သိပါတယ်။သူတို့အယံကြောက်နေပါတယ်။ဘာနဲ့ဥပမာထားပြီးပြောလဲဆိုတော့အင်မတန်နာမည်ကြီးပါတယ်အင်မတန်မင်းအောင်လိုင်ရဲ့လူယုံကြီးဖြစ်ပါတယ်ဆိုတဲ့တမမှုသူရင်ထွန်းကိုဖမ်းပြီးတဲ့အချိန်မှာကြောက်လန့်နေတာကိုကြည်ရင်။အော်ဒီသူလူတို့ကိုယုံမာရက်ဆက်တက်ဖြတ်တယ် အကြံဖတ်မှုကိုကျူးလွန်တဲ့သူတွေဟာတနေ့မှာဒီလိုလိပ်ပြာမတန်ပဲအကြောက်တရားတွေနဲ့ရင်ဆိုင်ရပါလားစိတ်ရဇဝိကောင်းနေမှန်သမျှဟာတသက်ပလုံးအကြောက်တရားနဲ့ရှင်တန်နေကြရတာပါလားဒီကြောက်စိတ်ကြောင့်ပဲမင်းအောင်လိုင်ဟာဖက်စစ်တက်ဟာဒီကြောက်စိတ်ကြောင့်လက်ရှိအချိန်ထိတိုင်းပြည်ကိုဖျက်ပြီးတုတ်ကာနာအတွက်စစ်ပွဲဆင်နွှဲနေတာဖြစ်ပါတယ် ဒီစစ်ပွဲကိုရက်တန့်လို့မရတော့တဲ့အချိန်ရောက်နေပါဒီစစ်ပွဲကိုရက်လိုက်ရင်မင်းအောင်လိုက်မိသားစုနဲ့တကွာစစ်ပူကျုပ်အားလုံးကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုစစ်ရာဇဝတ်မှုတွေဟာဘလို့ဒီနေ့မှခွင့်လို့လို့မရတဲ့အနေထားကိုရောက်ရှိလာဒီစပွဲကိုရက်လိုက်တာနဲ့တပြိုင်နက်ရှုံးသွားတာနဲ့တပြိုင်နက် ပြန်လေကျူးလွန်ကျူးလွန်ခဲ့တဲ့အဖြစ်တွေကိုဗျာဒီလားဖြစ်တယ်ခင်ရမှာမြန်မာလူစစ်ပုံကြုံကြောက်နေကြကြောက်နေတယ်ဆိုတာကျိတ်တယ်အဲ့တော့အကြောက်တရားမှသည်စစ်ပွဲစီကိုတိုင်းပြည်ကိုဆွဲခေါ်နေတဲ့နလန်ထတဲ့နလန်ထလာတဲ့မင်းအောင်လိုက်ဘာကြောက်နလန်ထနိုင် ငလန်ထနိုင်တဲ့အကြောင်းတရားတွေမှာမှနံပါတ်1အမားတွေကိုသင်ခန်းစာယူတယ်နံပါတ်2အိန္ဒိယတရုတ်နိုင်ငံအိန္ဒိယနိုင်ငံအခြားသောနိုင်ငံတွေရုရှားနိုင်ငံသူတို့ရဲ့ပံ့ပိုးမှုတွေမရရအောင်ခြေတလုံးဘက်ဒူးတော့အတနာခံတယ်ကြောက်ကြောက်ရှုံးတာကြောက်တယ်အဲ့ဒီနီလန်းနေနဲ့အတူပြည်သူစစ်မှုထမ်းဥပဒေပေါ်တာဆွဲပြီးတော့ရှေ့တန်းမှာလူငယ်တွေကိုအသေးခံတိုင်းတယ် ဒရုန်းတွေလေမြန်တွေမတရားတုံးပြီးရှုံးမှကြောက်တဲ့စိတ်ချောင်းအတက်တွေဘဝတွေတိုင်းပြည်အနာဂတ်တွေထဲ့မတွေ့တော့ပဲကြီးမားတဲ့စစ်ပွဲကြီးကိုဆင်သွင်းနေလျက်ရှိပါတယ်အဲ့တော့ဒီနေရာမှာဘုရုတွင်းမြင်နိုင်ပြောတဲ့စကားလေးနဲ့ညက်ပြောပါမယ်နလန်ထလို့စိုးရိမ်စရာမရှိပါစရိယရဲ့တော်လိုင်းတမိုင်းကိုပြန်ကြည့်ရင်မင်းအောင်လိုက်ထပ်ပို့ပြီးတော့ နိုင်ငံကြီးနိုင်ငံကြီးစစ်ကြီးကုညီတဲ့သူအများကြီးရှိပါတယ်ရုရှားတို့စစ်ချေဆိုင်စကန်ကြီးလာဆောက်ပြီးတော့တော်လိုင်းတက်တယ်ချိန်မုန်းတာနောက်ဆုံးတော့တော်လန်သောညီညွတ်ရေးချောက်အဆက်ထွက်ပြေးရတယ်မလားဆိုတဲ့စကားတပည့်အိန္ဒိယနိုင်ငံရဲ့ geopolitics ပထဝီနိုင်ငံကြီးနဲ့ပတ်သက်ပြီးသူကသူပြောကြားချက်က အိမ်ကြီးချင်းနိုင်ငံမကလို့အိမ်ဝေးချင်းနိုင်ငံပဲဖြစ်ဖြစ်သူ့တိုင်းပြည်အကျိုးစီးပွားအတွက်သူတို့လုံကြပါကျွန်တော်တို့ကလည်းကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့အမျိုးသားကြိုးစည်းပွားအတွက်ကျွန်တော်တို့နိုင်ငံသားတွေတကယ်လုံးကြရလားဒီမိဘအရန်ကောင်းပါတယ်ဒီတွေးစားချက်အရန်ကောင်းပါတယ်တိုင်းပြည်ပြည်ပြည်စိတ်တက်လို့ပြောလို့ရပါတယ်စစ်ရသည်ကောင်းပြီးကြောက်တဲ့အကြောက်တရားကိုလည်းဒီလိုပြတယ်ဗျာ ဒါကြောင့်မို့အဲ့ဒီ theme မှာအရေးကြီးဆုံးတော့စကားရက်ကရှေ့တန်းမှာတည်နေရတာကျွန်တော်တို့တိုင်းပြည်ကနိုင်ငံသားတွေပါပဲစစ်ပွဲတွေတည်ခြင်းတရားတွေအကြမ်းဖက်တွေအနိဋ္ဌာယုံတွေကိုဘူဒာမိုင်ဘသူကမှမကြိုက်နှစ်သက်ချပါကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ကို ဒီလူငယ်တွေလက်ထက်အခက်ရမှာကိုမတွင်းစပဲလူငယ်တွေရဲ့စာတင်ကြောင်းတွေဘုံချင်းနေတယ်မင်းအောင်လိုင်းဟာဘလို့စိတ်မျိုးရှိလဲဘလို့စိတ်ဓာတ်မျိုးလဲဆိုတော့နားလည်မရဘူးဆိုတဲ့စကားလေတန်ကြီးကောင်းဆောင်တယောက်ဖြစ်လာနိုင်တဲ့ national leader ဖြစ်ဖြစ်လာနိုင်တဲ့အတွေးခေါ်တရက်လို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်အဲ့တော့ဒီကနေ့ပွဲဟာ စစ်တိုက်နေကြတာပါနှစ်ဖက်သေချီနေကြပါတယ်ဒါပေမဲ့တေဆုံးသည်မလူတွေဟာကျွန်တော်တို့နိုင်ငံသားတွေဒီစစ်ပွဲမှာဖက်စစ်တပ်မင်းအောင်လှိုင်ကတော့ရှုံးမှကြောက်တဲ့စိတ်ရှုံးသွားခဲ့ရင်ဆွေစဉ်မျိုးဆက်စစ်အုပ်စုတစ်ခုလုံးပြည်သူခုံရုံးထက်ကနေမလွတ်ထွက်ဘူးဆိုတော့တိလို့ကြောက်တဲ့စိတ်တွေကြောက်တိုင်းပြည်ကို အဆုတ်ပြတ်ဆုံးအခြေအနေဖြစ်နေရတော့လက်မကြည့်ပဲဒီကနေ့ဆိုရင်နျူကလ িয়ার ထိပ်သီးဆွေးနွေးပွဲသွားတက်တယ်ဟွအဲ့ဒါဟာဖက်စစ်တပ်ရဲ့နီကုံပိုင်းကိုရောက်မဲ့ကိစ္စပါပဲနျူကလ িয়ার နဲ့ပတ်သက်ရင်နျူကလ িয়ার နဲ့ပတ်သက်ရင်တရုတ်ကသူ့နိုင်ငံဘေးနားမှာနျူကလ িয়ার ရှိတဲ့နိုင်ငံတစ်နိုင်ငံရှိခွင့်ပေးမလား အမေရိကန်ကရောနျူကလ িয়ার လက်နက်ပမာပြီးမှရှိခွင့်ပေးမလားရုရှားကမြောက်ပေးလို့နျူကလ িয়ার ဆိုပြီးစိတ်ကူးရင်နေတဲ့မင်းအောင်လိုက်အတွက်ရုရှားကောင်းကင်ယံမှာလဲနေတိုးကနေရင်နေဝဲနေတာကိုသိပါရဲ့လားကမ္ဘာနိုင်ငံရေးအစီအစဉ်တစ်အာဂျင်တာတစ်မှာမင်းအောင်နဲ့ဖက်စစ်တပ်မချခင်ကြားညက်မဲ့အခြေအနေမျိုးရှိနေပါတယ်တွေးတွေးဆဆဆင်းဆင်းချင်းချင်းတွေးကောအမျှော်မြင်ရှိရှိနဲ့ ကျွန်တော်တို့မဟာဗျူဟာမြစဉ်စားတွေးခေါ်ချက်တွေနဲ့ဒီတော်လန်ရေးကိုအောင်ပွဲနဲ့အဆုံးတတ်ရမှာဖြစ်ပါတယ်အဲ့တော့ဒီတော်လန်ရေးဟာစစ်ကောင်စီကအာဏာပြန်အပ်ရဖန်စီရတဲ့ခေါင်းဆောင်တွေကိုပြန်လို့ပေးုံနေတော့ပြီးမဲ့ပွဲမဟုတ်တော့တာတေချာနေပါပြီရန်သူလည်းမဟုတ်ဘူးလက်နက်ကင်ထားတာလည်းမဟုတ်ပဲမျိုးရင်းနေပြည်သူတွေကို ဖမ်းမိတဲ့အခါဖက်စစ်တပ်ဟာ ခေါင်းငုတ်ထားပြီးတဲ့ဂျားတွေကရှိုက်တယ်။ဒူးထောက်ထားပြီးတဲ့ဂျားကဒီပြည်သူတွေကိုစစ်နှက်တွေနဲ့မျက်နှာတွေကိုတတ်နေကြတယ်။ဘဲကလာမမသိတဲ့တနတ်တွေလက်လုံးမိုင်းမောင်းစုံနဲ့တိုင်းဝိုင်းချံရဲဓာတ်ပုံရိုက်ယူစီပြီးအမှုကြီးအောင်လုပ်တယ်။အရှက်တွေကျိုးနေဖြစ်အောင်လုပ်တယ်။စစ်ကြောရေးမှာလူမဆန်အောင်နှိပ်စက်တယ်။လက်လုံးကြီးတည်သွားခဲ့ရင်ကိုပြစ်ဖြစ်တာလို့စီးကြိုတတ်တာလို့အကြောင်းပြ 这么婆呀，穷游的呢，老女的，不是国民党主席嘛，谁干的？国民党主席老我表饿了没下来批队，傻票都做这个样的。印度尼玛的，等那干的看你的石头了，等那背下来呢。人家那个屋里米呀，石头把屋里米呀送上炕过去，他怕印度尼。 စာနာရမယ်စစ်ဥတွေများရစောက်ရှောက်ရမယ်ဆိုတာကောစစ်မြေပြင်မှာရှိတယ်ဒါပေမဲ့ကိုတမင်းကိုစားနေတဲ့ငါတို့တိုင်းပြည်ငါတို့ပြည်သူကတော့ဘာလည်းမမရှိဘဲနဲ့ဒီပြည်သူတွေဟာစစ်ကောင်စီရဲ့အမဲဖြတ်ခြင်းကိုခံရတယ်တကယ်တော့ဒီပွဲဟာဒီပွဲဟာဒီဖက်စစ်တပ်နဲ့ဒီပြည်သူနဲ့တိုက်တဲ့ပွဲပါ ရှင်းရှင်းလင်းလင်းတက်တက်တတရှုမြင်သုံးသပ်ပြီးဉာဏ်ပညာရှိရှိအတွေးခေါ်ရှိရှိနဲ့အနာဂတ်အောင်ပွဲကိုတည်ဆောင်နိုင်မဲ့မဟာဗျူဟာတွေကိုစနစ်တကျစုံရွက်ရမယ့်အချိန်ခါတွေ